Google account တစ်ခုရှိရင် Google ကဘယ် service တွေကို free အသုံးပြုလို့ရနိုင်တယ်လဲဘယ်လိုမျိုးသုံးဝင်ပါတယ်လဲဟုတ်ကဲ့ True X ပြည်သက်ကြီးမင်္ဂလာပါမှတ်သားလေ့လာနည်းပညာစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်မှာ Google လို့ပြောလိုက်ရင် click အဆလူကြီးဆုံးမသိတဲ့လူတော်တော်နဲသွားပြီဆိုတော့ကျွန်တော်တို့လက်ခံရပါလိမ့်မယ်ဒါပေမဲ့ Google ဆိုတာနဲ့ email ဆက်ပဲ Gmail နဲ့မကဘဲ ယနေ့ခေတ်လူပတ်ဝန်းကျင်မှာဘယ်လောက်ထိအသုံးဝင်တဲ့ service တော်တော်များများရှိနေသေးသလဲဆိုတာဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်မိတ်ဆွေတို့နီးပညာအသိပညာအတွက်ကြိုးရှိစေမယ့်အစီအစဉ်တစ်ခုကိုလည်းဗီဒီယိုအဆုံးမှာထည့်သွင်းထားပါသေးတယ်။ဒါကြောင့်မို့လို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ကိုလည်းတောင်းဆိုလိုပါတယ်။ Google ဆိုတာကတော့ American နိုင်ငံနည်းပညာအခြေစိုက် company တစ်ခုဖြစ်ပြီး1998ခုနှစ်စက်တင်ဘာ4ရက်တွင်တည်ထောင်က search engine အင်တာနက်မှာအကြောင်းအရာရှာဖွေရန်စနစ်ဖြင့်အထူးကြော်ကြားလာခဲ့ပါတယ်။လက်ရှိမှာတော့ကမ္ဘာပေါ်ကအဓိကအခန်းကဏ္ဍကနေထမ်းဆောင်နေတဲ့နည်းပညာ company ကြီးတစ်ခုဖြစ်နေပါပြီ။ Google ကနေလက်ရှိပေးနေတဲ့ service တွေကအမျိုးအစား90ကျော်လောက်ရှိပါတယ်။အဲ့ဒါကနေမိတ်ဆွေတို့ကနအူးအနေနဲ့အပိုင်း၄ပိုင်းခွဲခြားသိမြင်ရပါလိမ့်မယ်။ဒီပိုင်းတွေထဲကမှဒီ season မှာ Google account တစ်ခုရဲ့လူသုံးများတဲ့ common service တွေပေါ့သုံးဝင်ပုံကိုလေ့လာရပါမယ်။ Google search ကဘာတဝမ်းကြောင်းရများကိုရှောက်ဖွေပေးနိုင်တဲ့ search engine တစ်ခုဖြစ်ပြီးတော့ Google search မှာအဓိကအားဖြင့်စာဖြင့် တန်ဖြင့်ပုံဖြင့်မိတ်ဆွေတို့တည်ကျင်တဲ့အကြောင်းအရာများကိုခါမဲ့ရှောက်ပေးနိုင်ပါတယ် email ဒီနေရာမှာဂျီမေးလ်အကြောင်းမပြောခင် email ဆိုတာကိုအရင်ဆုံးနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်ထပ်ပြီးတိတိကျကျအဓိပ္ပာယ်ဖွင့်ရရင် email ဆိုတာ electronic mail ရဲ့တူကောင် internet ပေါ်ကနေပေးပို့လို့ရတဲ့စာတိုက်တစ်ခုအနေနဲ့လုပ်လုပ်ပါတယ်လုံလျှောက်တာမှစဘန်ကောင်းဖွင့်တာ application ဝင်တာအထိယနေ့ခေတ်နေရတော်တော်များများမှအသုံးပြုနေကြပါတယ် Gmail Google email service တခုဖြစ်တဲ့ Gmail ကတော့ account တခုကို15ကအထိအခမဲ့အသုံးပြုနိုင်ပါတယ် Google Drive Google Photo များနဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်ဒါအပြင် Gmail ကအလိုလျောက်အထူးလုံခြုံရေးပေးထားတဲ့ spam filtering နည်းပညာနဲ့အခမဲ့ပါဝင်နေပါသေးတယ် spam filtering နည်းပညာဆိုတာမကြာခဏလိမ့်လဲစာပို့နေတဲ့လူတွေရဲ့လိပ်စာတွေဒါမှမဟုတ်အခြားအသုံးပြုလူတွေက spam လို့ report လုပ်ထားတဲ့လိပ်စာတွေတန်ရရှိတဲ့ file တွေ keyword တွေကို gmail ကမှတ်သားထားပြီးတော့မိတ်ဆွေတို့ရဲ့ email အဝင်စာမျက်နှာတွေကိုအလွယ်တကူမွန်ရောက်နိုင်အောင်တားဆီးကောက်ဝဲပေးထားတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်လူရမ်းများတဲ့မိတ်ဆွေတို့အတွက် parent level sub level များခွဲ၍လည်း email များကိုစနစ်တကျစီမံနိုင်မှာသေးတယ် Google Drive Google Drive ဆိုတာ file တွေချက်လက်တွေကို internet မှာသိမ်းမယ်။ internet ရနေတဲ့သူအချင်းချင်း file တွေပြန်လည်ဖလှယ်ကြမယ်ဆိုတဲ့နေရာမှာအသုံးပြုကြပါရစေ။15ကိစ္စအထိအခမဲ့သိမ်းဆဲနိုင်ပါတယ်။ account တစ်ခုကိုမိတ်ဆွေတို့မှာရှိတဲ့ဖုန်းတွေ laptop တွေ tablet တွေစတဲ့ mobile device မျိုးမျိုးမှာဝင်ရောက်ထားရုံနဲ့တစ်ခုအပေါ်မှာအပြောင်းလဲလုပ်လိုက်ရင်ကြံတဲ့ device တွေမှာပါဓာတ်ရိုက်လိုက်ပြီးပြောင်းလဲပေးနိုင်တဲ့ cross device sense နည်းပညာ။ ကိုက internet မရတဲ့နေရာမှာလဲ file တွေကိုဖွင့်ခြင်းတုံးပြခြင်းတဲ့အခါမှာ offline asset option စတဲ့နည်းပညာအထောက်ပံ့တွေနဲ့လွယ်တကူအသုံးပြုနိုင်တဲ့ internet ပေါ်ကကိုပိုင် memory stick ကြီးစားလို့တောင်ပြောနိုင်ပါတယ် Google Doc, Google Sheet, Google Slide လက်ရှိမိတ်ဆွေတို့အသုံးပြုနေတဲ့ Microsoft Office နဲ့လှုပ်ဆောင်ချက်ချင်းတူညီပြီးတော့ internet ပေါ်ကနေအသုံးပြုလို့ရနိုင်တဲ့ Word, Excel, PowerPoint service တခုပဲဖြစ်ပါတယ် ကိုကတခုခုကို changes လုပ်လိုက်တဲ့အခါမှာ Microsoft Office မှာတော့ငါလိုမျိုး control s ထိုင်နှိမ့်နေစရာမလိုတော့တဲ့ auto save နည်းပညာတိစောက်ထားတဲ့ file တခုခုကိုတပိုင်းနဲ့တည်းပူးပေါင်းသုံးပြနိုင်တဲ့ real time collaboration နည်းပညာ F file တွေကပြင်လိုက်တဲ့လူတယောက်ချင်းစီပေါ်မှာ comment review ပေးနိုင်တဲ့နည်းပညာစသဖြင့်စုံလင်လှတဲ့ customer service တခုလည်းဖြစ်ပါတယ် Google Photo ဖုန်းတွေ tablet တွေ computer တွေပေါ်ကဓာတ်ပုံတွေ video တွေကို ဲ့ device တွေပျက်စီးချိန်မှာမပျက်စီးနိုင်အောင်ကျွတင်စီမံတင်ဆက်ထားလို့ရတဲ့ internet ပေါ်က gallery နေရာတစ်ခုပဲဖြစ်ပါတယ်။ event တွေဖြစ်နေစနစ်တကျတင်ဆက်နိုင်ပြီးတော့ event တွေရဲ့ link တွေကိုပေးပို့ခြင်းဖြင့်မိတ်ဆွေတို့ရဲ့မိသားစုတွေတငယ်ချင်းတွေက comment များနဲ့ reaction များပေးပြီးအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါလိမ့်မယ်။ software ချင်းချင်းပူးပေါင်းလှုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Facebook, iCloud နဲ့ အခြား photographic software များမှပုံများကိုလည်းကူးယူပြီးတော့အရင်သိမ်းဆဲထားနိုင်မှသိတယ်။ FreeSP နည်းပညာကလည်းဖုန်းထဲက storage ကိုတက်တာစီရင်ကူညီပေးပါလိမ့်မယ်။ 15GB အထိခမဲ့အသုံးပြုနိုင်ပါတယ်။ Google Calendar မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်နေရက်တွေအတွက်အချိန်ဇယားစီမံမှု service တစ်ခုဖြစ်ပါတယ်။ event တွေကို remind လုပ်နိုင်တယ်၊ meeting schedule တွေချနိုင်တယ်။အဲ့အတွက်ထောက်ကူပေးနိုင်တဲ့ auto email reminder တွေ ရှဲကလင်နာလုပ်ငန်းစဉ်တွေဗတူညီတဲ့နိုင်ငံများရဲ့မီတင်ဆက်တင်ရန်တူညီမှုရှိဖို့အရေးကြီးတဲ့အော်တိုတိုင်းဆောင်ချိန်ကြီးခြင်းနည်းပညာတွေနိုင်ငံလိုက်ရွေးချယ်ပြီးတိစောက်ထားတဲ့ကိုပိုင်ကလင်နာတစ်ခုပေါ်မှာအလရဲ့တတ်မှတ်မှုနည်းပညာတွေနဲ့တူလွန်စွာသုံးဝင်တဲ့ကလင်နာလုပ်ငန်းစဉ်တော်တော်များများပါဝင်နေပါတယ်ခမဲ့သုံးပြနိုင်တဲ့ service တစ်ခုလည်းဖြစ်ပါတယ် Google Maps နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေရသူတွေနဲ့ခီးသွားတွေအတွက်မရှိမဖြစ် Google ကပေးထားတဲ့အခမဲ့ service တစ်ခုဖြစ်ပါတယ်။ Google Map မှာမြေပုံလေယာဉ်ကိုအရင်ဆုံးသတ်မှတ်ရမှာဖြစ်ပြီးတော့မှတ်တိုင်နာမည်များပါဝင်တဲ့သွားလာရေးလမ်းကြောင်းလမ်းမကြီးများရင်ကျောသွားလာမှုအခြေအနေလမ်းမလမ်းတို့လမ်းဖြတ်တို့ရဲ့မြေပြင်ပေါက်ရောက်မှုအခြေအနေလေတုရေသွေးစသဖြင့်မိတ်ဆွေတို့အသုံးပြုမဲ့ခြေနေပုံမူတည်ပြီးတော့မြေပုံအသေးစိတ်တို့ကိုရွေးချယ်နိုင်ပါတယ်။ ဒါပြင်နေရာညွှန်ပြနိုင်တဲ့ပုံများဗီဒီယိုများကို Google Map မှာ Local Guide အဖြစ် Review Post တင်ခြင်း Google Map များနဲ့ပူးပေါင်းပါဝင်က နေရာအသစ်များသတ်မှတ်ခြင်းပြင်ဆင်ခြင်းစတဲ့မိတ်ဆွေတို့ရဲ့စိုင်းနေရာစီးပွားရေးလုပ်ငန်းနေရာများကိုပါလမ်းညွှန်နိုင်ပါသေးတယ်။အင်တာနက်မရှိတဲ့နေရာများကိုတွားရောက်တဲ့အခါကိုလိုချင်တဲ့မြေပုံနေရာများကိုကြွတင်ပြင်ဆင်တွားလို့ရတဲ့ offline download မှနည်းပညာနဲ့အခမဲ့ပါဝင်နေပါသေးတယ်။ Google Meet video conferencing platform တခုဖြစ်ပါတယ် online စီးပွားများတင်နန်းများ interview များကျင်းပနိုင်ပါတယ်တရက်ကိုတနအီထိခမ်းမဲ့အသုံးပြုနိုင်ပြီးတော့ remote presentation ပြသဖို့အထောက်အကူပေးတဲ့ screen sharing နည်းပညာ real time caption နည်းပညာလို့ခေါ်တဲ့ silent ထိုးခြင်းတို့ကိုဘာသာပြန်ခြင်းလုပ်ငန်းစဉ်တွေမှာမိတ်ဆွေတို့တွဲဖက်အသုံးပြုနိုင်ပါတယ် Google Chat Gmail နဲ့ချိတ်ဆက်ထားတဲ့ messaging tool အဖြစ်လုပ်လုပ်ပါတယ်။တူချင်းပို့ဆောင်နိုင်တဲ့ direct messaging စနစ် space လို့ခေါ်တဲ့ group chat တစ်ခုဖန်တီးနိုင်တဲ့စနစ်အဲ့ဒီ space ထဲမှာ file တွေကို sharing လုပ်မယ်။ space ထဲမှာပါတဲ့လူတစ်ယောက်ချင်းစီကို assign task တွေချမယ်။စသဖြင့်မိတ်ဆွေတို့စီးပွားရေးလုပ်ငန်းတွေအတွက်နေ့စဉ်အဖွဲ့လိုက်လှုပ်ဆောင်ရတဲ့တာဝန် တွေကိုထောက်ကူပေးနိုင်တဲ့အခမဲ့ software တစ်ခုလည်းဖြစ်ပါတယ်။တခြား plugin app များနဲ့လည်းတွဲဖက်ပြီး space ကို ဆင့်မြင့်အသုံးပြုနိုင်ပါသေးတယ်။ဥပမာ AI transcriber လို audio video file တွေကနေ text subtitle ပြောင်းပြတာမျိုးတွေကိုမိနစ်30အခမဲ့သုံးနိုင်တာမျိုးတွေပါလောက်ဆောင်နိုင်ပါတယ်။ YouTube video sharing and streaming platform တခုဖြစ်ပါတယ်။ entertainment တွေ education တွေ product review တွေ live streaming တွေအတွက်သုံးဝင်ပါတယ်။ subscribe နဲ့ Lion and Commerce နဲ့နဲ့ Content Creator တွေအတွက် Monetization နဲ့စသဖြင့်ဖွဲ့စည်းထားပါတယ်။ YouTube မှာအဓိကအားဖြင့် Free Plan နဲ့ Premium Plan ဆိုပြီးနှစ်မျိုးရှိပါတယ်။ Premium မှာမိတ်ဆွေတို့တဖော်ဖော်တွေ့နေရတဲ့ကြော်ညာတွေမတွေ့ရတော့တဲ့အပြင် YouTube Music Premium ကိုပါ တွဲဖက်အသုံးပြုလို့ရနိုင်ပါမယ်။ YouTube ကိုဖွင့်ထားပြီးတခြားကိုလှုပ်ရှားရှိတာ ဖုန်းထဲကတပြိုင်တည်းလှုပ်ဆောင်နိုင်မဲ့ background play လုပ်ငန်းစဉ်တွေ picture and picture လုပ်ငန်းစဉ်တွေအပြင် video တွေပါ download ချအသုံးပြုလို့ရပါတယ် Google Translate လက်ရှိ2025ခုနှစ်အချက်အလက်အရဘာသာစကားပေါင်း135မြို့ကျော်ကိုဘာသာပြန်ပေးနိုင်ပါပြီ Google Translate ရဲ့အဓိကပါဝင်တဲ့ translation လုပ်ငန်းစဉ်တွေကစာသားများကိုဘာသာပြန်ခြင်းပုံတွေကစာသားတွေကိုတိုက်ရိုက်ဘာသာပြန်ခြင်းအတန်းဖြင့်ပြောပြီးဘာသာပြန်နိုင်ခြင်း အင်တာနက်မရှိတဲ့နေရာတွေမှာတချို့ဘာသာစကားတွေကိုပြန်ဆိုနိုင်ခြင်း URL တစ်ခုထည့်ပြီး website တစ်ခုလုံးကိုဘာသာပြန်ဆိုနိုင်ခြင်းလက်ဖြင့်ရေးတဲ့စာသားတွေ document တွေကိုပါဘာသာပြန်နိုင်ခြင်းတို့ကိုမိတ်ဆွေတို့အခမဲ့လုပ်ဆောင်နိုင်ပါတယ်ကူဂယ်ကီဒီဂျစ်တယ်နှုတ်တစ်ခုအဖြစ်လုံဆောင်ပေးပါတယ်ကူဂယ်ကီမှာတပ်ပုံများထည့်ရမှတ်ခြင်း drawing ရေးဆွဲခြင်း recording ထည့်မှတ်ခြင်း checklist မှတ်ခြင်းများကို color coded notes နဲ့ note ကို label ထိုးရစနစ် note ကိုပူးပေါင်းဆောင်ရွက်ခြင်းစနစ် note ကို sharing လုပ်တဲ့စနစ်များနဲ့ဖွဲ့စည်းထားတဲ့အခမဲ့ service တစ်ခုဖြစ်ပါတယ်ကူဂယ်ဖောင်စတန်ကောက်ဖို့နဲ့ချက်လက်များဖြည့်ဖို့ဖောင်တစ်ခုအနေနဲ့တိစောက်တဲ့နေရာမှာသုံးပါတယ် ဥပမာ online survey တွေ event registration တွေ feedback collection တွေ quiz creation တွေလုပ်တဲ့နေရာမှာ Google Form link ကို ပေးပို့ကြခြင်းဖြင့်တုံ့ပြုနိုင်ပါတယ်။ Form link က data တွေကိုတော့လိုလျောက်တင်ဆက်ထားတဲ့စနစ် auto data collection ဖြင့် Google Sheet တွေဒါရဲ့တင်ဆက်ပေးပါတယ်။ဗီဒီယိုအစမှာပြောခဲ့တဲ့မိတ်ဆွေတို့အတွက်ဤပညာတိပညာကျိုးရှိစေမယ့်အစီအစဉ်တစ်ခုကဒီမှာစမှာပါ။ Google Form ကိုပြန်လည်အသုံးပြုထားပါတယ်။ Function 12မျိုးလုံးတွေ့ရပါလိမ့်မယ်။အစီအစဉ်ကရွေးရှင်းပါတယ်။ပါဝင်ဖို့အတွက်ရင်းစုံမိတ်ဆွေတို့မှာကိုယ်ပိုင် Google Account တစ်ခုရှိဖို့လိုအပ်ပါတယ်။အကယ်၍ Google Account မရှိတဲ့မိတ်ဆွေများလည်းစိတ်မပူပါနဲ့။ TrueX Facebook Page မှာ Like and Follow လုပ်ပြီးအခမဲ့ဆက်သွယ်ကူညီတောက်ခံနိုင်ပါတယ်။အရှိပြထားတဲ့ QR code ကို scan ဖတ်ပြီးတော့ဒီ video တစ်ချောက်တင်ဆက်ခဲ့တဲ့ Google ရဲ့လူသုံးများတဲ့ service တွေအကြောင်းကို Google Form မိကွန်းတွေအတိုင်းပြန်လည်ဖြည့်ဆည်းရမှာဖြစ်ပါတယ်။ Scan ဖတ်လို့ရတဲ့မိတ်ဆွေတွေအတွက်လည်းအောက်မှာ Google Form link ကိုထည့်ပေးထားပါမယ်။မိကွန်းတစ်ခုချင်းစီအတွက်အမှတ်စနစ် point system အပြင်အပြင်မှာ answer assignee ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖြည့်ဆည်းပြီးတာနဲ့အမှတ် result ကိုချက်ချင်းသိရှိနိုင်မှာပါ။အောက်မှာကတော့85မှတ်တက်မှတ်ထားပါတယ်။ဖြည့်ဆည်းအောင်မြင်ပြီးတဲ့မိတ်ဆွေတဦးတယောက်ချင်းစီတိုင်းကို လာစဉ်မှတ်သားလေ့လာနည်းပညာအစီအစဉ်ကနေအတိအမှတ်ပြုလက်မှတ်တွေပေးပို့သွားမှာဖြစ်ပါတယ်။ လက်မှတ်တစ်ခုချင်းစီတိုင်းမှာလဲကိုပိုင် QR code ပတ်ရှိမှာဖြစ်ပြီးတော့ certification မှန်ကန်မှုရှိမှရှိပြန်လဲဝင်ရောက်စစ်ဆေးနိုင်မှာပါမိတ်ဆွေတို့ရဲ့ဤပညာအသိပညာတွေမှန်တကယ်တိုးတက်စေဖို့အတွက်ရည်ရွယ်ပါတယ် channel လေးကို subscribe မလုပ်ရသေးရင်လုပ်သွားကြပြီးတော့နောက်ထပ်နောက်ထပ်ဤပညာဗီဒီယိုများမှာမိတ်ဆွေတို့နဲ့အတူဆွေးနွေးကြဖို့ပြန်လဲစုံတွေးကြပါမယ်အလုံးပဲကျမ်းမာတဲ့ဤပညာအသိပညာများရှိကြပါစေကျွန်တော်ကတော့ chris ပါ thank you